မင်္ဂလာပါရှင်ရန်ကုန်ကတဲ့ channel နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးမှာစစ်တပ်ကပြည်သူရဲနေအိမ်တွေကိုကျူးကျော်ဦးစွာကတောက်လျှောက်ပြစီနေ။မန္တလေးမြို့ပြည်ကြီးတကောင်မြို့နယ်ဝေကြီးတော်ကုန်းရက်ွက်အကွက်အမှတ်936ကားကြီးဥပိုင်ကွက်မှန်156ကားကြီး156ကားကဝေးတွင်ရှိပြည်သူနေအိမ်တွေကိုကျူးကျော်ဦးစွာကပြစီသွားကြောင်းအိမ်ပြစီခံရပြည်သူတွေကပြောတယ်။2024ခုနှစ်ဒီဇင်ဘာလ29ရက်နေ့ကတကြိမ်2025ခုနှစ်ဇန်နဝါရီလ10ရက်နေ့ကတကြိမ် ရခိုင်အော်တိုဘာလာတရနေ့ကတကြိမ်စာပို့ချိန်ကျပြီးနောက်အော်တိုဘာလာ29ရက်နေ့မနက်9:00နာရီကနေညနေ9:00နာရီအတွင်းကိုရင်ကိုပြည့်ဖြည့်စီရင်ထို့သူမဖြည့်စီပါကဘူဒိုဇာနဲ့လောက်ဖြည့်စီမိဟုရက်ွက်တင်လိုက်ရောကချိန်ကျခဲ့ကြ။ရှင်နောက်အော်တိုဘာလာ29ရက်နေ့မှာနေအိမ်တွေကိုစစ်တပ်နဲ့စီပင်ကဖြည့်စီခဲ့ကြောင်းသိရတယ်။အဆိုပါပြည်ကြီးတကုံမြို့နယ်ဝန်ကြီးတော်ကုံရက်ကွက်အကွက်အမှတ်936ကားကြီးဥပိုင်အကွက်အမှတ်156ကားကြီး156ကားဝေးမှာပြည်သူတွေမှာဘိုးဘွားပိုင်း အစဉ်ဆက်နေထိုင်လာကြသူဖြစ်ပြီးကျူးကျော်နေထိုင်သူတွေရခိုကရက်ကွက်မှာရင်းမိပြေဆောင်တဲ့စီကားလာပြီးဖြစ်တာကြောင့်လုပ်ငန်းရှင်တွေကစစ်တပ်ရာရှိတဲ့စီပင်ရာရှိတဲ့ရက်ကွက်အုပ်ချုပ်ရမှုရက်ကွက်ပြူစောတွေနဲ့ပူးပေါင်းကမတရားသိမ်းနေခြင်းဖြစ်ပါတယ်။ ထို့သောပြည်သူနေအိမ်ကိုပြန်စီရန်ငွေကြေးတော်ကုန်ရက်ကွက်အုပ်ချုပ်ရေးမှုကတိန်တထောင်ချက်အကွက်အမှန်ကတစ်ဆက်သောအုပ်ချုပ်ရေးမှုစံမတူတိန်ကကြေရရှိတာပြီးပြည်ကြီးတကွန်မြို့နယ်စစ်တပ်လောက်ကလူစုကောင်းဆောင်ဆန်ရှောင်းဆန်ရှောင်းလောက်ကငကံမွေတန်စင်အောင်ကိုစောငမျိုးတို့ကလည်းခွဲနှံ့ရယူထားကြောင်းသိရတယ်။အော်တိုဘာလ17ရက်နေ့ကလည်းမန်လေးမြို့ချင်းအိတာဆန်မြို့နယ်86လမ်းရှိတဲ့ချောင်းဖေးရှိအိမ်နဲ့တိုက်တွေကိုစစ်တပ်နဲ့စီမံကဖျက်ဆီးခဲ့တယ်။ အော်တိုဘာလ၁၆ရက်နေ့မှာလည်းအောင်မြင်သာဆံမြို့နယ်၈၆လမ်း၉လမ်း၁၀လမ်းကြားမြောင်းရွှေကလျက်ရှင်နေနေရှစ်လမ်း၈၆လမ်းကနေနေကိုစစ်တပ်နဲ့စင်ပြကြီးကျော်ဦးစိုးကဖျက်ဆီးခဲ့ပါတယ်။ဆက်လက်ပြီးစစ်တပ်ဝါရပြက်ကစ်သမိုင်းအောင်တုံးဆိုင်မဲ့သူတွေဇလန်းနဲ့တရုတ်ဆောင်တွေကိုဝေဖန်နေပြပြထန်ထန်ရေးယူမယ်လို့ဇော်မင်းတို့ကြေညာပြီးနုပညာရှင်တို့ကိုဖန်စီတရုတ်ဆောင်အမိကနေတိုမြင့်မြတ်နေဝင်းအေဂျင်မဂျူလီ မင်းမြင့်မအောင်ခိုင်ကပြောသောအောင်တိုးနိုင်လင်းတော်လက်အပါဝင်စစ်တပ်ထောက်ခံသူတွေကိုမြင်းမြင့်ထံနဲ့တပိမောက်ဆိုင်စစ်ကြောင်းတပိစစ်ကြောင်းကနှုတ်ဆော်အကြဖတ်စစ်တဲ့လိန်လေဝါရဖြင့်ဆက်ကားဖြစ်တဲ့ခေတ္တမိုက်ကိုတုံးဆိုင်မဲ့သူတွေဇလန်နဲ့တယောက်ဆောင်တွေကိုဝေဖန်ပြီးမြင်းမြင့်ထံနဲ့အရေးယူမယ်လို့ကြဖတ်စော်မင်းတို့ကယူမန်လေးမှာထုတ်ပေါ်ပြောဆိုတယ်။ဖန်စီထားသူတုံးကိုဒီမိုကရေစီ ပါတီဆောင်ဒီမိုကရေစီအတွက်တွေရဲကောက်ပွဲတွေကိုနှောက်ရှက်ဟန့်တားဖြည့်ဆည်းခြင်းမှာကာကွယ်ပေးဥပဒေနဲ့တရားစွာရည်ယူဆသွားမည်ဖြစ်ကြောင်းအကြံဖတ်စစ်တပ်ကထုတ်ပြန်ပြောဆိုတဲ့တခြားတစ်ဖက်မှာလည်းစံကြောင်းပင်မတဲ့ပိတ်စစ်ကြောင်းကကြံဖတ်စရုပ်ဆွဲအတွက်အောင်ရည်ကောက်ပွဲကိုထောက်ခံအားပေးပြီးလူလူကိုဝါရမိုင်းတိုက်ခြင်းလူလူရေးတော်ပုံကိုပုံပြခြင်းတို့ကိုကျူးလွန်တဲ့အညံ့စာဝါရပြန်အမှုပညာရှင်အမိကန်တွေဖြစ်ကြတဲ့နေတိုးမြင့်မြတ်နေဝင်းအေဂျင့်မောင်ဂျူလီမင်းမြင့်မို့အောင်ခိုင်ငပြောကျောင်းအောင်တိုးနိုင်လင်းတော်လက်စူပါလင်းမင်းညိုအောက်ကပြန်ရင်ရဲရင်ကျော်ပြအောင်စင်ဖြိုးတို့ကိုဝိုင်းကော်နဲ့ social punishment ပြင်းပြထန်တဲ့လူမှုရေးပြစ်ဒဏ်တန်ခတ်ကြတိုက်လို့နှိုးဆော်လိုက်တယ်။ point ကနဲ့ social punishment လောက်ချင်ဆိုဒီမှာဆိုပါစက်တန်ထောက်ခံတွေ့တဲ့ social media account တွေမှာ follow လုပ်ထားပါကပြုတ်ထားရင် like comment မပေးပဲအပီများလောက်ချင်း blog ချင်းလုပ်ငန်းတွေကိုအမပေးချင်းကြောင့်ငန်းရိုင်းနေတဲ့ခုံပြင်းစည်းတွေကိုမဝယ်ယူမတုံ့ဆွဲချင်းစာကြောက်ကြွတဲ့လုပ်ငန်းတွေကိုဖယ်ချင်းချင်း၎င်းတို့နဲ့ပတ်သက်တဲ့ပတ်ဝန်းကျင်လုပ်ငန်းထောက်ကောင်အလုံးကိုပြည်သူကလုံးဝအသုံးမပြုဘဲကျင့်ပယ်ထားကြောင်းသိရတယ်။ ။အညာဇာဝါရပြအမှုပညာရှင်အမေကန်တွေကအမှန်တကယ်ဆရာဆွေးမှုကျူးလွန်နေတဲ့လူတို့ရဲ့အသက်ဝင်ကိုမီရှိုတပ်ဖြတ်နေတဲ့အကြံဖတ်ဆေးဟုစုဘက်ကဆရာဆွေးမှုတွေထမှန်ကျူးလွန်စေရန်ထောက်ခံပြီးအပြည့်အမြောက်ပြုလုပ်နေပြီးလူတို့နဲ့နိုင်ငံတော်ပြည့်ရပြုစော်ကားနေခြင်းဖြစ်ကြောင်းစမ်းချောင်းပင်မသမိတ်စစ်ချောင်းကတိုက်တွန်းလို့ဆိုထားပါတယ်။ ဆက်လက်ပြီးပေါန့်တယ်မျိုးနဲ့ဝဲကြီးဆဲစစ်တပ်စစ်ဆဲဂိတ်ကိုဖောက်ခွဲတိုက်ခိုက်မှုစစ်သားနောက်တေဆောင်ဘကိုရိုင်းပေါန့်တယ်မျိုးနဲ့ဝဲကြီးဆဲဂျပန်စစ်တပ်စစ်ဆဲဂိတ်ကိုဖောက်ခွဲတိုက်ခိုက်ရာစစ်သားနောက်တေဆောင်ကြောင်းသုံးဆောင်တုံညာတဲ့တိုင်စစ်ထောက်လိုင်းနဲ့တရင်ပြန်ကြားတောင်းခဲ့ရဲဘော်ရှဲလူကပြောတယ်အော်တိုဝါ28ရက်နေ့မနက်9:55မိနစ်ကမှပေါန့်တယ်မျိုးနဲ့ဝဲကြီးဆဲစစ်တပ်စစ်ဆဲဂိတ်ကိုပြွာ21ကိုကဲမောင်းမှာရှဲသုံးဆောင်တုံညာတဲ့တိုင်တက်ခွဲနဲ့ကရှေ့ထွက်မှနေနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ် ထို့တိုက်ခိုက်မှုတွင်စစ်သားနောက်သေးဆုံးမိထိခိုက်ဒဏ်ရာရှိသူများရှိကြောင်းဒေါ်ပြပောက်ခွဲတိုက်ခိုက်မှုတွင် PDF တရသတင်းချက်လက်တွေကိုစစ်တပ်ထံပေးပို့ခြင်းပြည်သူတွေများကလည်းဝယ်ယူလိုက်ပြီးကုန်ပစ္စည်းကိုစစ်ဆေးရှာဖွေတင်ယူခြင်းတွေပြုလုပ်နေတဲ့မိကပြဆိုတဲ့စစ်တပ်သတင်းပေးအမျိုးသမီးတအုပ်ကိုလည်းထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းသိရတယ်ပြည်သူများအနေဖြင့်ဂျပန်စစ်တပ်ကိစ္စကန်ဒီနေထိုင်ခြင်းတွာလာခြင်းတွေမပြုလုပ်ကြပါရဲ့။၃၆တုံညာဒေတာတွေကတည်ပေးထားပြီးတိုက်ခိုက်မှုပြုလုပ်ပြီးနောက်တော်လန်ရဲဘော်တွေဒီကမ်းရှိပြန်လည်ဆုံးခွာနိုင်ခဲ့တယ်။ ဆက်လက်ပြီးပေါတော်မြွနယ်ကိုစစ်တပ်ကလည်းနဲ့ကျင်းတဲ့ပြေခတ်မှုကြောင့်အသက်9နှစ်ရွယ်ကလေးငယ်တေဆုံရက်ကင်မှာစစ်တပ်အသက်ပြန်မှုကြောင့်ပြည်သူ980တေဆုံဖမ်းဆီးခံထားတဲ့တထောင်ရှင်နဲ့ရက်ကင်ပြည်နယ်ပေါတော်မြွနယ်ကိုစစ်တပ်ကလည်းနဲ့ကျင်းတဲ့ပြေခတ်မှုကြောင့်အသက်9နှစ်ရွယ်ကလေးငယ်တေဆုံသွားကြောင်ဒေသတွင်မြေကပြောတယ်။အော်တိုဝါ29ရက်နေ့မိုးလက်နှစ်နာရီကျော်ချိန်စစ်တွေ့မျိုးချင်းဆိုင်အကြက်ဘက်စစ်တပ်ကလည်းနဲ့ကျင်းတဲ့ပေါတော်မြွနယ်ကိုပြင်ခန့်ဟာတောင်ညိုကျေးရွာကိုကြောက်ပောက်ခွဲခဲ့ကြောင်း အဆိုပါပေါက်ကွဲမှုတွင်9နှစ်ရွယ်မက်စင်ချိုဤတေဆုံးပြီးတော့တေဆုံးသူကလင်ကဲဖခင်30နှစ်ရွယ်ဟူးနေစောထုံးနဲ့66နှစ်ရွယ်ဦးမောင်စေဝင်းတို့တေဆုံးခဲ့တယ်။လက်ရှိမှာရက်ခိုင်ပြီး2023ခုနှစ်နိုဝင်ဘာ17ရက်နေ့ကနေ2025ခုနှစ်စတင်မလာ30နှစ်တိစစ်တပ်အသက်ပြတ်မှုကြောင့်ပြည်သူ980ဦးတေဆုံးမိတ္တရရှိသူ2054ဦးရှိကြောင်းစစ်တပ်ဗန်စီကံလူတထောင်ဦးရှိကြောင်းရက်ခိုင်ဒေသလူသားချင်းစာနာထောက်ထားတဲ့ဖွံ့ဖြိုးရေးဆိုင်ပူးပေါင်းဆောင်ရွက်ရုံးကအောက်တိုဘာ25ရက်နေ့မှာတင်ထောက်ပြန်တယ်။ ထို့သောစစ်တပ်ရဲ့တပ်ဖြတ်မှုကြောင့်ဒေဆောင်သူတွေမှာ443ဦးမှာနေထောင်တိုက်ခိုက်မှုကြောင့်ဒေဆောင်ခြင်းဖြစ်ပြီးတရားရရှိသူ1015ဦးမှာလည်းနေထောင်တိုက်ခိုက်မှုကြောင့်တရားရရှိကြောင်းဒေဆောင်သူများအတွက်ဆက်ရှင်နဲ့ကလင်းငယ်385ဦးပါဝင်ကြောင်းဒေဆောင်သူတွေမှာအများစုရခိုင်တိုင်းဒေသဖြစ်ပြီးမွတ်စလင်နဲ့မရမာကြီးဟိန်းနုခမီနဲ့တက်တက်လူမျိုးတွေပါဝင်ကြောင်းသိရတယ်ဇလက်ပြီးမန်းလေးမှာ ဖြိုလက်စာတိုက်ပြိုကြလို့ကလေးငယ်တောင်တရားရမန္တလေးမြို့ချိုင်းတာဆံမြို့နယ်မှာငလင်တန်တင်တိုက်ကိုပြိုချာမှာမနက်9:00နာရီဝန်းကျင်မှာပြိုချမှုဖြစ်ပြီးတော့ကလေးငယ်တောင်တရားရှိခဲ့တယ်။ချိုင်းတာဆံမြို့နယ်ရစက်လေးလမ်း30တလမ်းနဲ့30လမ်းကြားရှိဖြိုလက်စာတိုက်ပြိုကြမှာကလေးငယ်တောင်ထိခိုက်ဒဏ်ရာခဲ့တယ်။ကလေးငယ်ရမူလာတန်းရွယ်မင်းကလေးဖြစ်ပြီးညာလက်နဲ့ဒုကောက်တန်ရာရှိပြီးမန္တလေးစံကြီးပို့ဆောင်လိုက်တယ်လို့သိရတယ်။ပြီးခဲ့ရက်တပတ်အောက်တိုဘာ21ရက်ကလည်းချိုင်းတာဆံမြို့နယ်ထဲမှာအောင်နှန်းရိတ်တာနောက်ရက်ကမှာဖြိုလက်စာတိုက်ကဘိန်းပေါ်ပြိုချလို့အမျိုးသားညောင်ထိခိုက်ဒဏ်ရာခဲ့တယ်။ ဆက်လက်ပြီးစစ်တပ်ထိုးစစ်ဆင်လို့ချင်းမြောက်ပိုင်းမှာတိုက်ပွဲစားဖြင့်ချင်းပြည်နယ်မြောက်ပိုင်းကိုစစ်ကြောင်းထိုးလာစစ်တပ်နဲ့ချင်းပြည်ကောင်းစီကိုကာကွယ်ပူးပေါင်းတပ်တွေအော်တိုဘန်20ကကစားပြီးကလေးမျိုးနဲ့တိုင်းငယ်မျိုးကြားတိုက်ပွဲဖြစ်နေလို့ချင်းတရီမြေကပြောတယ်။စစ်ကောင်စီရဲ့စကိုင်းတိုင်းကလေးမျိုးဘက်ကလည်းဇင်အားလုံးရင်းနဲ့အထက်မှထိုးစစ်ဆင်လို့ပြည်မျိုးနဲ့မှွဲပူးရမှာတိုက်ပွဲဖြစ်ခဲ့တယ်။ ခိုက်ပွဲမှာထိခိုက်ကြဆုံးခြင်းတွေမသိရသေးဘူးလို့ပြောတယ်။စစ်ကောင်စီတန်းအောက်တိုဘာ29ရက်ကစပြီးဆင်ရလုံရင်တဲ့စစ်ကြောင်းဒေါ်လာဖြစ်ကြောင်းချင်းပြေကောင်းစီကာကွယ်တပ်ဖွဲ့ဖြစ်တဲ့ CDS စီရင်ကတိပေးထုတ်ပြန်တယ်။အောက်တိုဘာ26မှာရဟရင်နဲ့၅ကြိမ်၊အောက်တိုဘာ29မှာရဟရင်နဲ့၅ကြိမ်ဒီတိမ်မျိုးကိုဆင်ရလက်နက်ကဲတင်းခဲ့တာဖြစ်ပါတယ်။ဖြည့်တင်းခဲ့တယ်။စစ်ကောင်စီက2025မေလကလည်းကလေးဘက်ကနေတိုင်းငွေဘက်ကိုဆင်ရအများပြားနဲ့စစ်ကြောင်းထုတ်ခဲ့ပုံပဲချင်းတော်လိုင်းတဲ့တွေတိုက်ခိုက်မှုကြောင့်ထိနာပြီးတက်ပြန်ဆောက်ခဲ့ရတယ်။ အဲ့ဒီတော့ကလည်းမှွယ်ပြီးရွာနီးဝင်ကျင်မှာတိုက်ပွဲတွေပြင်းထန်ပြီးတိုက်ပွဲတလောက်ကွဲကျော်ကြာဇူလိုင်လဇန်မာစစ်ကောင်စီတပ်ကလေးမျိုးပဲပြန်လည်ဆုတ်ခွာဖြစ်ပြီးအခုထပ်မံစစ်ကြောင်းထိုးလာဖြစ်တဲ့ချင်းပြည်မြောက်ပိုင်းဒေသကိုစစ်တပ်ကမြေပြင်ဝင်ကနေဆင့်ရလို့နဲ့ထိုးစစ်ဆင်လိုက်ပေါ်ချင်းပြည်ကောင်စီကာကွယ်ဌာနပြောရေးဆိုခွင့်ရှိသူနဲ့ချင်းမျိုးသားတပ်ကိုပြောရေးဆိုခွင့်ရှိသူတို့ကဆက်သွယ်မြင့်မြတ်ထားစေပဲဖြစ်ပါတယ်။နောက်ဆက်အပင်းကြားအတွက်ဒုဝင်ချင်းစုတင်ရှိပါရရှင်။